အားလုံးမင်္ဂလာပါ။ Creator နေပြပြီးတော့ကျေးဇူးပါတယ်။ကျွန်တော်ခုဖြစ်ပါတယ်။ကျွန်တော်ခေါင်းလေးနည်းနည်းပြောင်းထားတယ်။အရင်တက်နေကြ mask ကအဲ့လိုအသက်ရှူလိုက်ပြီဆိုရင်အငွေ့မျက်မှန်ကိုလာလိုက်ရှိုက်လို့ပေါ့နော်။အာဒီပုံစံလေးပြောင်းပြီးတော့နည်းနည်းလေးတက်ဆက်ပေးသွားခြင်း ਨੇ ။ဒီနေ့ပြောပြပေးမယ့်အဓိကအကြောင်းအရာက Binance ရဲ့ Alpha ကနေပြီးတော့အမြတ်ဘယ်လိုရှာနေကြလဲ။ဘယ်လိုရထားလဲ။တကယ်ရောအမြတ်ရလားဆိုတဲ့အကြောင်းအရာတွေကိုတက်ဆက်ပေးမှာဖြစ်ပါတယ်။ Binance Alpha နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းမှာဘယ်လိုနှစ်ပုတ်လောက်တင်ခဲ့တာရှိရဲ့ Alpha ဆိုတာကပါလေဘယ်လိုမျိုး point တွေဖန်းကြလဲဒီကနေဘယ်လို reward တွေရကြလဲဆိုတာကိုတင်ပေးထားတာရှိရဲ့မကြည့်ရသေးတဲ့သူတွေကအဲ့ဒီ video တွေကိုတွားပြီးတော့ပြန်ကြည့်လို့ရတယ်ကြည့်ပြီးသားသူတွေကတော့ဒီ video မှာအသက်တွေပါရင်ထပ်ပါလားလဲဘယ်လိုမျိုး farming လုပ်နေကြလဲအကျိုးမြတ်ကိုတကယ်ရကြလားဆိုတာကိုဆက်ပြီးတော့ကြည့်လို့ရပါတယ် အဲ့ကြောင့်ဖုန်းကနေလဲ screen record ယူထားရပေါ့နော်ဖုန်းကယူထားတဲ့ screen record ကိုလည်းဒီဘက်ဘေးမှာပြပေးထားမယ်ပထမဆုံးအနေနဲ့ကျွန်တော် alpha ကနေပြီးတော့ဒီရက်ထဲမှာဒီရက်ထဲမှာလို့ပြောရတဲ့ဒီလာထဲမှာ တောက်လျှောက်အပေးချမ်းသွားသေးတို့ကိုအပေးချမ်းတာပေါ့နော်ဘယ်လောက်ရခဲ့လဲဆိုတော့ alpha ကနေဒီလာအတွင်းမှာဒါကျွန်တော်ရထားတဲ့ profit ပါဒီဘက်ဘေးမှာကိုပဲရှိလေးနဲ့ကျွန်တော်ပြပေးထားတယ် ကျွန်တော်က alpha ကနေ project တခုရတိုင်းမှာဒီလိုမျိုးရှိရဲမှာထည့်ပြီးတော့ဘယ်လောက်ရလဲဆိုတာလေးကိုမှတ်ထားလို့ရှိရဲ့အဲ့တော့ဒီလအတွက်မှာတည်းကျွန်တော်ဘယ်လောက်ရထားလဲဆိုတော့တုတ်တယ်ဒေါ်လာ630ကျော်ရထားတယ်ဒီကနေပြီးတော့ကျွန်တော် trading phase တွေပါတယ်ဖယ်လိုက်မယ်ဆိုရင်မကြမ်းမအောင်ဆိုရင်ကျွန်တော်ဒေါ်လာ400ဝင်ချင်တော့အမြင့်ကျန်နေ phase ကိုကျွန်တော်ဒေါ်လာ200ကျော်လောက်ထားပြီးတော့တွက်ထားတာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ဒီရက်ထဲမှာ alpha trader က phase မကုန်တဲ့အပြင် alpha trade ကနေပြီးတော့ပဲအမြင့်ရနေတာတွေတောက်လျှောက်ရှိသေးတယ် FR ကပုံစံအသစ်ပြောင်းသွားတာတွေရှိရယ် interface တွေအသစ်ပြောင်းသွားတယ်ဒါတွေကိုဒီနေ့ကျွန်တော်နဲ့အတူတူကြည့်ကြရအောင်ပါ FR မှာဘာတွေအသစ်တွေပြောင်းလဲသွားလဲ update announcement အနေနဲ့ဘာတွေထွက်ထားလဲဆိုတာကိုမပြောခင်မှာ FR ကဘယ်နှမရှိလဲဆိုတာကိုကျွန်တော်အရင်ဆုံးတွားကြည့်ကြရအောင် FR ကိုတွားဖို့အတွက်ဆိုတော့ကျွန်တော် home နဲ့ကပဲ mouse ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပြီးသွားပြီဆိုရယ် recommend နဲ့မှာပဲကျွန်တော် FR event ဆိုတဲ့ icon လေးပါတယ်ဒီဘေးမှာ screen record လေးပြထားတော့မြင်ရမယ်ပေါ့နော် ဲ့ဒီထက်ကုန်လိုက်ပြီဆိုရင် alpha event ကိုမှ total point အောက်မှာကျွန်တော်တို့ကိုလက်ရှိရှိနေတဲ့ point အစီတော့ကိုပြပေးထားတယ်။ airdrop ဆိုတာကတော့ alpha ကနေပြီးတော့ပေးထားတဲ့ airdrop တွေကိုပြပေးထားတာဖြစ်ပါတယ်။ဒီလအတွင်းမှာတကယ်ကို perfect ဆက်ဆက်ပေးသွားခဲ့တာပေါ့နော်။ Hora airdrop တွေလည်းလာတယ်။ alpha ကနေပြီးတော့လည်း token တွေအများကြီးပေးသွားခဲ့။ project ဘလောက်အထိ alpha ကနေတစင်ပေးသွားလဲဆိုတော့ကျွန်တော်တို့ project အခု30ကျော်လောက်အထိရှိမယ်ကျွန်တော်ရေးကြည့်ထားတာပေါ့နော်။ 30ကျော်လောက်အထက်ကမှကျွန်တော်ရတဲ့ project ကခုနှစ်ခုကျော်ကျော်လောက်ပဲရှိမယ်ခုနှစ်ခုလောက်ပဲရှိမယ်ဗောနော်ဒါတလားမပြည့်သေးခင်မှာခုနကပိုပဲရှိပြထားတဲ့အတိုင်းဆိုရင်အဲ့ဒီဟာပဲကျွန်တော်ရခဲ့တာဒီရခဲ့တဲ့ပမာဏကတင်တောင်မှကျွန်တော်ဒေါ်လာ630လောက်ရတယ်တခြားကျွန်တော်ထပ်ပိုရတဲ့သူတွေလည်းရှိမယ်လို့ကျွန်တော်ထင်တယ်ပိုရထားတဲ့သူတွေရှိတယ်ဘယ် project တွေကနေရထားလဲဆိုတော့ comment ရေးသွားလို့ရှာတယ်ဘာလို့ကျွန်တော်ကရရနေလဲဆိုတော့ရှေ့မှာကျွန်တော် STPL ဆိုတဲ့ project တစ်ခုရှိတယ် အဲ့ဒီ STBL ဆိုရဲ project ကပြီးမှတော့ကျွန်တော်ဒေါ်လာ40 50ပုံမှန်ပဲပေါ့နော်ဒါပေမဲ့ရပိုင်းအတွက်မှာတင်ဈေးတွေအများကြီးထောင်တက်သွားတာဒေါ်လာ1500ကျော်လောက်အထိရတယ်အဲ့ဒီ project တစ်ခုတွေကနေဒေါ်လာ1500ကျော်လောက်ရတာနော်အဲ့လိုဝယ်ရှိမှာကြုံခဲ့တဲ့ project တွေရှိရဲ့အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့အခုနောက်ပိုင်းမှာ airdrop ရတယ်ဆိုရင်ရသမျှ airdrop တွေအကုန်လုံးကိုထုတ်မရောတော့တစ်ဝက်လောက်ကိုခြံထားတယ်ဒါပေမဲ့ကျွန်တော်ခြံထားတဲ့တစ်ဝက်ခြံထားသမျှ token တွေကဈေးတက်တာတော့အခုချိန်ထိမရှိသေးဘူး ဟိုတက်သွားတဲ့ token တွေရှိခဲ့တယ်ရထားတယ်ကိုလည်းအဲ့လိုဒေါ်လာထောင်ကြီးရလိုက်ကြရဲဆိုရယ်ပြောပါအောင်ပေါ့နော်ကျွန်တော်တို့ jackpot တစ်ခါမှမကြုံမှုသေးပါဘူးပုံမှန် family လုပ်နေတဲ့ point ကနေပြီးတော့ရထားတဲ့ပမာဏအတင်းနဲ့ကျွန်တော်ဒေါ်လာ630လောက်ရထားတယ် trade ရမဲ့ token တွေကိုဘယ်နေရာမှာရှာလို့ရတယ်လဲဆိုတော့ကျွန်တော်တို့ market ဆိုတဲ့ထဲကိုပြန်သွားလိုက်ပေါ့နော် market ထဲကိုရောက်ပြီဆိုရင် alpha ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာရှိပါတယ်အဲ့ဒီထဲက token တွေကို trade လုပ်ရမှာဖြစ်ပါတယ်အဲ့ဒီထဲကိုရောက်ပြီဆိုရင် all ရဲ့ point blast ရဲ့ PV စဉ် BSC Ethereum Solana အစရှိတဲ့ဖြင့်နဝအလိုက်ခွဲထားတာရှင်လေအဓိကကျွန်တော်ကြည့်ရမှာက point blast ဆိုတဲ့အထဲကိုဝင်ကြည့်ရမှာဖြစ်ပါတယ်အရင်တော့ကတော့ point blast မဟုတ်ဘူး use ဆိုတဲ့သင်္ကေတလေးနဲ့လိုက်အခုနောက်ပိုင်းမှာ Binance က point blast ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောင်းသွားတယ်ဘာလို့ပြောင်းသွားလဲဆိုတာလည်းအကြောင်းပြချက်ရှိတယ်သူ announcement တခုလုပ်ထားတယ်ပေါ့နော်အရင်တော့ကဆိုရင်ကျွန်တော်တို့က alpha ကို trade တဲ့အချိန်မှာ point farm မှုအတွက်တည်တံ့မယ် trade ကြတာများတယ်အဲ့တော့ဘာတွေဖြစ်လာတယ်လဲဆိုတော့ token တစ်ခုထဲမှာတင်မဲ့ trading volume ကအများကြီးတွေဖြစ်နေတယ်အဲ့ဒီ token ကလည်း stable coin ကြီးလိုပဲဈေးကအငြိမ်နဲ့သွားနေတယ်အဲ့တော့ကျွန်တော်တွေကဘာပဲပြရလဲဆိုတော့ gas fee ပဲအကုန်ခံပြီးတော့ဝယ်လိုက်ရောင်းလိုက်လုပ်တဲ့ပုံစံမျိုးနဲ့ point တွေကို fan ခဲ့ကြတယ်ဒါကို binance back ကအပြောင်းလဲလေးတစ်ခုလုပ်လိုက်တယ်ဘယ်လိုလုပ်လိုက်တယ်လဲဆိုတော့ BSC network ပေါ်က token ပဲဒါပေမဲ့ token အစ်စ်ဖြစ်ရမယ် ရ30တက်တမ်းမဲ့ရှိရမယ်ဆိုရယ် token တွေကိုပဲရွေးပြီးတော့ trade လုပ်ခိုင်းနေဒါဝဲ trade ရမယ်လို့တော့ပြောတာမဟုတ်ဘောเนาะဒါတွေကို trade မယ်ဆိုရင် point အပိုရမယ်ဆိုရယ် system ကိုဒီ token တွေအတွက်ပဲတည်တက်ဖယ်ထားလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေကအရင်တုန်းကပုံစံမျိုးလုံးလုံးမရတော့ဘူး trading နဲ့ပတ်သက်လို့လည်းနည်းနည်းပါးပါးလေးတင်းမိခောက်မရှိဘူးလို့ရယ်ပြီးပြီဆိုရင်ကို trade မဲ့ token ကတကယ်ရောအဆင်ပြေရဲ့လားနောက်ပိုင်းမှာဘယ်သူတွေ backload ထားလဲဒီ token အလားအလာဘယ်လိုမျိုးတွေရှိလဲဆိုတာတွေကိုသိထားဖို့လိုအပ်တယ် အဲ့ဒီလိုမဟုတ်ဘဲနဲ့တွေ့ကြရတုတ်ကင်တွေကို trade လိုက်တယ် trading volume နည်းနည်းပဲရှိတယ်အယောင်ဝယ်လောက်တာနည်းနေတဲ့တုတ်ကင်တွေကိုအယောင်ဝယ်လောက်လိုက်မိတယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ဒီတုတ်ကင်ဈေးထိုးချသွားတဲ့အချိန်မျိုးတွေမှာ အရှုံးပေါ်တာမျိုးတွေဖြစ်နိုင်တယ်ဈေးထိုးတက်ရင်တော့ကောင်းတာပေါ့ဗျာဘယ်တုတ်ကင်မဲ့ဖြစ်ဖြစ် alpha မှာဝယ်ထားပြီးမှကိုယ်ဝယ်ပြီးမှဈေးထိုးတက်သွားတယ်ဆိုရင်တော့အမြဲရတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ဝယ်ပြီးမှထိုးချသွားတာမျိုးတွေမဖြစ်ဖို့အတွက်ကျွန်တော်တို့ကဘာတွေပြန်ကြည့်ရမလဲဆိုတော့ liquidity တွေပြန်ကြည့်ရမယ်ဒီတုတ်ကင်နဲ့ပတ်သက်တဲ့ သတင်းတွေ update ဘာတွေရှိလဲဆိုတာတွေကိုကြည့်ဖို့လည်းလိုအပ်လာတယ်။ဒါက trading တကယ်လုပ်တဲ့ပုံစံဘက်ကိုရောက်လာတာပေါ့နော်။ Binance ကလည်းဒါကိုလိုချင်လို့ point ပေးတဲ့ပုံစံကိုအငြင်းတစ်မျိုးပြီးတစ်မျိုးပြောင်းပြီးစမ်းသပ်နေပုံရတယ်လို့ကျွန်တော်ကတော့ယူဆတယ်။အဲ့တော့ကို train ရဲ့ token က point bonus ရလားမရလားသိချင်တယ်ဆိုရင်အဲ့ဒီ token ရဲ့တင်ကိတာဘေးမှာ alpha ပုံစံနဲ့အမြောက်လေးပါလားမပါလားဆိုတာလေးကြည့်ပြီးတော့ခွဲလို့ရတယ်။ အရင်တော့ဆိုရင်ကျွန်တော်တို့ BSC နဝဘောက token တွေအကုန်လုံးကို point လေးစာပေးတာဖြစ်တဲ့အတွက်တိတ်ပြီးတော့ကြည့်နေစရာမလိုဘူးအခုကအဲ့လိုမဟုတ်တော့ဘူး point လေးစာလား point 2စာလားဆိုတာကိုအဲ့ဒီသင်္ကေတလေးကိုကြည့်ပြီးတော့ခွဲလို့ရသွားမှာဖြစ်ပါတယ်ဒါကလည်းကောင်းတဲ့အချက်တစ်ခုပေါ့နော်ကျွန်တော်တို့ token တွေကိုလိုက်ပြီးတော့ဘယ်ဟာကအစ်တလဲဘယ်ဟာကအဟောင်းလဲဆိုတာမျိုးရှာစရာမလိုတော့ဘူး alpha မှာပြောင်းလဲလာတဲ့ function လေးတွေအသက်ထွက်ထွက်လာတဲ့ပုံစံလေးတွေဖြစ်ပါတယ်ကျွန်တော်ရှေ့က alpha နဲ့ပတ်သက်တဲ့ video တစ်ပုဒ်မှာတော့ trade token က KOG trade တယ်ဆိုပြီးတော့မျှဝေပေးခဲ့ဖူးတယ်အခုကျွန်တော် KOG မ trade တော့ဘူးဘာလို့လဲဆိုတော့ point အပိုမရလို့ trading fees ကုန်လာခြင်းအတူတူမှာကျွန်တော် point လည်းအပိုရမယ် stable လည်းဖြစ်ရမယ်ကို့အတွက်အရှုံးလည်းမဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးတွေကိုရှာပြီးတော့ trade ဖြစ်နေတယ်ရှေ့ရတုန်းကတော့ကျွန်တော် trader ဆိုတဲ့ token လေးတစ်ခုကို trade လိုက်ဖြစ်တယ်အဲ့ဒီ token ကကျွန်တော် trade နေတဲ့အချိန်မှာတော့တော့ရှော့အမြဲရခဲ့တာမျိုးကြုံခဲ့တယ်ဒါပေမဲ့မေးဆွေတို့အနေနဲ့ကတော့ကို trade မဲ့ token ကိုတေချာလေးပြန်ပြီးတော့ကြည့်စေခြင်းနဲ့အော် ကျုံတယ်လို့ဝယ်ပြီးတော့ရောင်းတာမျိုးတွေမလုပ်သင့်ဘူး။ဘာလို့ try တော့ကိုကျွန်တော် trade ခဲ့လဲဆိုတော့ liquidity အနေနဲ့လည်းအဆင်ပြေတယ်။ပြီးတော့ trading volume များတယ်။ကျွန်တော်ဝင်ကြည့်တဲ့အချိန်အတွင်းမှာတင်ကိုပဲအယောင်ဝယ်လုပ်နေကြတဲ့ volume ကမနည်းဘူးပေါ့နော်။အဲ့ဒီ asset တွေကြောင့်ကျွန်တော် trade ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီရက်ထဲမှာတော့ try တော့က trading volume ကျလာတာကိုတွေ့ရတယ်။ဒါက trading competition ပြီးသွားတာကြောင့်လည်းဖြစ်နိုင်တယ်။ alpha မှာကဒီလိုမျိုး token တွေကိုဆိုရင် reward ပေးတာက alpha reward အပြင် trading competition ကနေပြီးတော့ပဲ VIP ပေးတဲ့ပုံစံလေးတစ်ခုရှိတယ်အဲ့ဒါပြီးသွားတာကြောင့်လဲ trading ball လို့ကြာသွားတာလို့ယူဆရတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကို trade မဲ့ token ကိုလည်းအဲ့လိုမျိုးတေချာရွှေ့ဖို့လိုအပ်တယ်ဒါက point နဲ့ပတ်သက်လို့ပြောင်းလဲသွားတဲ့ပုံစံပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ alpha event နဲ့မှာပဲပြင်ပြီးတော့ကြည့်အောင်နောက်ထပ်ပြောင်းသွားတဲ့ပုံစံလေးတွေရှိသေးတယ်အဲ့ဒါတွေကပါလဲဆိုတော့ကျွန်တော်အရင်တော့ကဆိုရင်ဒီမှာ trading volume ပြပေးတဲ့နေရာလေးမပါအခု trading volume ပြပေးတဲ့နေရာလေးပါသွားပြီကျွန်တော် trading volume ဆိုရပြီးမှာလောလောဆယ်0ပဲဖြစ်သေးတယ်ကျွန်တော်ဒီနေ့အတွက် trading မလုပ်ရသေးဘူးဆိုရက်သဘောပေါ့နော်အဲ့တော့ကျွန်တော်တွေက trading volume point ကိုအရင်လိုကြီးအော်ချပြီးတော့မှတ်နေစရာမလိုအရင်တော့ဆိုရင်ကျွန်တော်10ဒေါ်လာဖို့ trade တယ်ဆိုရင်တော့အဲ့10ဒေါ်လာဖို့အရောင်းဝယ်လုပ်တဲ့အချိန်ကြီးအတွက်ကိုကျွန်တော်မှတ်ရတယ်အခုကအဲ့လိုမှတ်စရာမလိုတော့ဒီ trading volume ဆိုရပြီးမှာကို trade လိုက်တဲ့ volume ဘယ်လောက်ပုံမှန်ရရှိနေပြီလဲဆိုတာကိုပြပေးတယ် ခုနက point 4စရရတဲ့ token တွေကို trade တယ်ဆိုရင်10ဒေါ်လာကို trade လိုက်တယ်ဆိုရင်ဒေါ်လာ40ကိုဒီညမှာပြပေးမှာဖြစ်ပါတယ်။ကိုကဒေါ်လာ1000မို့ trade လိုက်တယ်ဆိုရင်ဒေါ်လာ4000မို့ဒီညမှာပြပေးမှာဖြစ်ပါတယ်။ကျွန်တော် point စုတဲ့ပုံစံကတော့အရင်လည်းပြောခဲ့ပြီလားကျွန်တော်တရက်ကို point 20စုရင်မနေ့ကတော့ကျွန်တော်19 point ပဲစုလိုက်ဖြစ်တယ်ပေါ့နော်။ဒီရက်ထဲမှာပဲ test point ဆိုတဲ့ campaign လေးတစ်ခုလာနေရဲ့အဲ့ဒါကကျွန်တော်တို့ September 19ရက်နေ့ကနေပြီးတော့ October နှစ်ရက်နေအတွင်းမှာ Binance Wallet ကိုသုံးပြီးတော့ web ကနေပြီးတော့ trade လုပ်မယ်ဆိုရင်ဒေါ်လာ50ဘူးနဲ့အထက်အကြောင်းထဲမှာပေါ့နော်ဒေါ်လာ50ဘူးနဲ့အထက်အရောင်းအဝယ်လုပ်လိုက်မယ်ဆိုရင် point ကို5 point အပိုပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက် test point ဆိုတဲ့ campaign လေးတစ်ခုထပ်ပြီးတော့ဖြစ်ပေးထားတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ test point 5ခုကိုမယူရသေးဘူးကျွန်တော်ဒီနေ့စမ်းပြီးတော့ trade လုပ်ကြည့်ဖို့စီစဉ်ထားတယ်အဲ့တော့ Binance ရဲ့ alpha ကလက်ရှိအချိန်မှာအပြောင်းလဲတွေအများကြီးဖြစ်နေတယ် ပိုင်းပေးတဲ့ပုံစံတွေပြောင်းသွားတယ်တိုကင်တွေကိုမှအသစ်ဖြစ်ရမယ်ရက်30မပြေးသေးတဲ့တိုကင်တွေကို trade မှ point ကိုအပိုရမယ်ဆိုတဲ့ပုံစံတွေဖြစ်လာတယ်ပုံမှန်ရိုးတိုကင်တွေကို trade တယ်ဆိုရင်တော့ငကိုတိုင်းမဲ့ trading ပေါ်လို့ align ပြီးတဲ့ point ပုံစံတခုကတော့ရှိရပါဘောနော်ကျွန်တော်က bonus လိုချင်နေဆိုရင်တိုကင်အသစ်တွေ trade မှရမယ်နောက်တစ်ခုက trading ပေါ်လို့လို့ပေါ်တဲ့မျိုးနေ့စဉ်ဘယ်လောက် trade ပြီးသွားပြီလဲဆိုတာကိုပြပေးတဲ့နေရာလေးတခုပါလာတယ်အဲ့ဒါကလည်းကောင်းတဲ့ feature လေးတခုကျွန်တော်တို့ပြန်ပြီးတော့ ို trade ရဲ့ပမာဏတွေကိုပေါင်းနေကြရမျိုးတော့ဒီလိုလာကြည့်လိုက်အောင်နဲ့တင်ချက်ချင်းကိုယ့်ရဲ့ trade ပေါ်လို့ဘယ်လောက်ရှိနေပြီလဲဆိုတာကိုသိရတယ်။အဲတော့ခုက token ရဲ့ base မှာ base token ကတော့၄ဆရတယ်၊ base token ကတော့၂ဆရတယ်ဆိုတာတွေကိုပြပေးထားတယ်။ဒါကလည်းကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Okay အဲ့တော့ Binance Alpha ကနေပြီးတော့အမျက်ရှာလို့ရသလားဆိုရင်တော့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအမျက်ရှာနေတာရှေ့မှာဘလောက်အမြင်ရခဲ့ပြီလဲဆိုတာကိုပြပေးထားတယ်။ reward history ကိုလည်းကျွန်တော်ပြီးမှပြပေးထားမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပို့ပြောရဲဆိုတာမျိုးဖြစ်မှာဆိုလို့ပေါ့နော်။ကျွန်တော်ကိုယ်တိုင် family လုပ်နေတာဖြစ်တဲ့အတွက်ရှားလို့ဒါ video အနေနဲ့တက်ဆက်ပေးတာဖြစ်ပါတယ်။ကျွန်တော်ထပ်ပို့ရတဲ့သူတွေလည်းအများကြီးရှိနိုင်တယ်။အဲ့တော့ပို့ရထားတဲ့သူတွေရှိတယ်ဆိုရင်လည်း comment မှာဝင်ရောက်ပြီးတော့ကြွားသွားလို့ရပါတယ်။နောက်တစ်ခုကကျွန်တော်တို့ Alpha Bone Fine ဆိုတာက ပုံမှန် Azure ရတဲ့ reward အပြင်ဘယ်တော့များချက်ပေါ့ပေါ့မလဲဆိုတဲ့စိတ်နဲ့ fan နေတာလည်းပါတယ်။ ရှေ့မှာပေးထားတဲ့ STBL ပုံစံမျိုးဈေးအများကြီးတက်တဲ့တုန်းကနေဒါကို airdrop ရလိုက်တဲ့ဆိုရင်ဒါ jetpot ပေါက်တယ်လို့ပြောလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်တို့အခုအချိန်ထိ jetpot မရဘူးသေးပါဘူးရပြီဆိုရင်လည်းလာကြွားမှာဖြစ်တဲ့အတွက်စင်ကာပူပါနဲ့စောင့်ပြီးတော့ကြည့်ပေးပါဦးဒီနေ့ air fine ပတ်သက်လို့သိတဲ့အကြောင်းအရာတွေဘာတွေအပြောင်းလဲတွေဖြစ်ထားလဲဆိုတာကို အားလုံးပြီးသွားကြမယ်လို့ထင်တယ်။မေ့ခြင်းတဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းမြန် Crypto ရဲ့ Telegram မှာလာပြီးတော့မေးလို့ရပါတယ်။ ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပေးအတွက်လည်းကျေးဇူးတင်ပါတယ်။ခုမှတ်မှာကြွားသွားဖို့လည်းမမေ့ပါနဲ့ဗျာ။နောက်လေးမှာပြန်လေးကြပါမယ်နော်။အားလုံးပဲ trade time မြင်ကြပါစီခင်ဗျာ။